အရက်စဘောများပြည်ထောင်စု UAE နိုင်ငံရဲ့ဒူဘိုင်းမြို့ကလေကြောင်းပြပွဲမှာပါဝင်ပြန်တဲ့ရင်အိန္ဒိယပြည်တွင်းဖြစ်တိုက်လေရင် HAL တီတက်တစီဟာနိုဝင်ဘာလ21ရက်နေ့ကပြတ်ကျခဲ့ပြီးလေယာဉ်မှူးတည်ဆုံခဲ့ပါတယ်။လေယာဉ်ပြတ်ကျခဲ့တဲ့နေရာမှာပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်ပြီးမဲနေတဲ့မိခိုးလုံးတွေထိုးတက်လာတာကိုအဝေးကနေမြင်ခဲ့ရတာပါ။လေကြောင်းပြပွဲကိုရောက်ရှိနေတဲ့ Air Breakdad တွေဟာအဲ့ဒီထိတ်လန့်စရာမြင်ကွင်းကြောင့်အကြီးကျယ်တုံ့လွန်ခဲ့ကြပါတယ်။ အိန္ဒိယလေတပ်ကထိကျက်တိုက်လေရင်ပြတ်ကြောင်မှုအတွင်လေယာဉ်မှုတည်ဆုံးခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပြီးတည်ဆုံးသူရဲ့မိသားစုနဲ့ထပ်တူကြေကွဲဝမ်းနေကြောင်းလေတပ်ကထုတ်ပြန်ထားပါတယ်။လေယာဉ်ပြတ်ကျရတဲ့အကြောင်းရင်းကို UAE ရဲ့စုံစမ်းစစ်ဆေးရေးအရာရှိတွေနဲ့အတူစမ်းစစ်ရှာဖွေနေတယ်လို့လေတပ်ကကြေညာခဲ့ပါတယ်။လေယာဉ်မပြတ်ကျခင်ရပ်ပိုင်းတော့ကဒူဘိုင်းကိုရောက်နေတဲ့ထိကျက်တိုက်လေရင်၃စီးထဲမှတစ်စီးမှ CO နေတယ်ဆိုတဲ့ဓာတ်ပုံတွေထွက်ပေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့လေတပ်ကတော့ပြတ်ကျခဲ့တာက CO ခဲတဲ့လေယာဉ်မဟုတ်ဘူးလို့ဆိုပါတယ်။လေယာဉ်ပြတ်ကျတဲ့အကြောင်းရင်းကိုအတိအကျမသိရသေးပေမဲ့လေယာဉ် င်မှုဟာအနိုင်ပိုင်းမှာလေယာဉ်ကိုရုတ်တရက်လေကြောင်းပြောင်းပြန်တန်းတဲ့အချိန်ရုတ်တရက်အင်ဂျင်ရပ်တဲ့ stealth ဖြစ်စဉ်နဲ့တုံ့တိသွားခဲ့တယ်လို့ယူဆမှုတွေရှိနေပါတယ်။လေယာဉ်ပြတ်ကျမှုအပြီးတနအိုင်ခွဲလောက်အကြောင်းမှာတော့လေကြောင်းပြောက်ပွဲကိုပုံမှန်တိုင်းဆက်ပြီးကျင်းပခဲ့ပါတယ်။ ဒီချက်ဟာအိန္ဒိယရဲ့ပြည်တွင်းဖြစ်တိုက်လေရင်ဖြစ်ပြီး Hindustan Aeronautics Limited HAL ဟာတာဝန်ယူထုတ်လုပ်ထားတာ ဖြစ်ပါတယ်။အဲ့ဒီအင်ဂျင်တစ်ခုလုံးတည်းအပေါ့စားတိုက်လေရင်တွေကိုအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကနောက်ထပ်69စီးမာယူထားပြီး2029ခုနှစ်ကစလို့တတုတ်ချင်းစီလက်ခံရရှိမှာပါ။အိန္ဒိယဟာ2021တုန်းကဒီချက်တိုက်လေရင်80စီးကိုမာယူထားပေမဲ့လက်တွေ့တင်ပေါ်မှုအပိုင်းမှာနောက်နေမှုတွေကြုံနေသေးပါ။အကြောင်းရင်းကတော့လေရင်ရဲ့အင်ဂျင်တွေကိုအမေရိကန်ကနေမာယူတင်သွင်းရမယ်ပစ္စည်းပြက်လက်မှုတွေဖြစ်ပေါ်နေတာကြောင့်လို့သိရပါတယ်။